အဲ့ဒီအဲ့ဒီခေါင်းဆောင်အမလည်းအမလည်းဆက်နေရှင်းပါလားအမမရှင်းရင်လည်းအဲ့ဒီခေါင်းဆောင်ဟွန်းဘလို့ဘလို့ပါအဲ့ဒီအဲ့ဒီအဲ့ဒီစစ်သွေးကြောင်ခေါင်းဆောင်အမလည်းဆက်နေအမလည်းဆက်နေမရှင်းရင်လားလို့အာရှင်းနေတာပေါ့ဘာလို့လဲဆိုသူတို့ကဒီနည်းလမ်းမှာရှိနေကျွန်တော်လူငယ်လူငယ်တွေတေးစီအောင်လုပ်တဲ့အမှမဆုံးသူတို့ကနံပါတ်1ခေါင်းဆောင်ပဲလေလို့ပါပဲရှင်းပြန်ရှင်းမယ်ရှင်းမယ်ဆိုပြီးတော့ပဲပြောတယ်កောင်းနေပဲ ောက်ဆုံးတော့လည်းအရှင်းခံလိုက်ရတာအလုံးသိမှာဖြစ်ပါတယ်ဒီဖြစ်စဉ်မှာတော့ကျွန်တော်တို့ကအတန်းမူရဟန်ပန်နောက်ထောင်ချင်းအပြင်တက်ကဘူမူတယောက်ကပြောတဲ့ပြောပုံဆိုပေါ့ကတော့လူတွေကြမှာဝေဖန်ပြဖြစ်သွားတယ်ဘူမူဝေဖြိုးကဘာကိုစိတ်ဆိုးပြီးတော့အဲ့တော့ဒေါသထွက်ပြီးတော့ပြောနေမင်းတို့စစ်ခွေးတို့ဘယ်သူမှမဝေဖန်ဘူးเนาะမင်းတို့စစ်ခွေးတွေရဲ့အကျင့်တွေကိုပြည်သူတွေကတော့သိပြီးသားမင်းတို့ဘောမတွေဒါအချင်းချင်းပြန်ဝေဖန်နေတာအားလုံးတွေကမင်းတို့ကြိုက်လေပို့ကြိုက်လေပဲဟာပြောမသိဘူးသူပြောနေတဲ့ဟန်ပန်းကကြာတော့ပြဿနာရှိတယ်ပြဿနာရှိရောဟိုချင်းချင်းဒီ905နိုင်ငံတော်ကြီးညိုပြက်စီတာလား ဒါမှမဟုတ်အမြင်ကတ်မုံနဲ့ဟူသောသောမလိုက်ရဘုံမှုကိစ္စနဲ့ပဲဆက်ဆံမှုမှန်အချင်းချင်းဒီကောင်တို့လိုလိုအမြင်ကတ်တယ်ကွာတကယ်ချင်းတို့လိုလိုပတ်စင်ရှင်းချင်းကွာလုံးလိုက်ကွာဆိုမှတွေ့လို့တလားဆိုတော့ဦးစင်းတို့အနေနဲ့ဝေခွဲမရဖြစ်နေရပေါ့နော်အဲဝေခွဲမရဖြစ်မနေနဲ့မင်းတို့လက်နဲ့ဆွဲပြီးတော့ဒီကောင်တွေတက်ထဲဝင်ကျုံးစမ်းကွာမင်းတို့ပြူစောတိဘာလုပ်နေရလဲပြူစောတိဘာလက်နဲ့ကင်ရတဲ့ကောင်တွေမင်းတို့ဝင်ကျုံးလာဒီကောင်တွေကိုဘာလို့ရှုံးပေးနေတာလဲတို့အာနာတွေကိုအလွဲသုံးစားမလုပ်လို့မရဘူးအဲ့လိုမျိုးတွေလုပ်လို့ ဲ့ဒီလိုမျိုးပဲငါပါလဲညာငါပါလဲငါပါကောင်းကြီးမဖြစ်တဲ့ဆိုတဲ့လူတွေကပဲယနေ့တက်မြော်ကြီးကိုဒီယူနီဖောင်းတွေဝတ်ထားပြီးတော့အာဂရိလိုက်စားပြီးတော့ဖယဲသိကြီးဖြစ်နေတယ်တော်လန်မျိုးတွေအားလုံးပဲငလင်ပေးတဲ့မေးပေးတာမှာမြန်ဆုံးကြင်ွေးကြပါသေးလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျက် Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေး reaction လို့တောပေးမှာတော့ယနေ့မေလ22ရက်နေ့ကြာတာပြည်နေ့ရဲ့ညပိုင်းဒီနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချို့ဖော်ပြပေးသွားမှဖြစ်တဲ့တော်လန်မျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုပေးဖို့ဒီနေ့ကထမှန်တောင်းဆိုလိုက်ပါတယ်ကျွန်တော်တို့တွေလေးရင်ပြန်ငှက်ကင်သားတွေကို အားရပါးရစားနေတဲ့ချိန်မှာပဲနောက်ထပ်ဒင်းကောင်းလေးတစ်ခုကလည်းပတ်ပေါ်လာတာအားလုံးသိရှိမှဖြစ်ပါတယ်ဒါကတော့မင်းအွန်လိုင်းပြည့်ရထားတဲ့ဝနကြော်ထင်ဘွဲကိုနောက်ဘဝအထိကိုယူဆောင်သွားပြီဖြစ်တဲ့ငိမ့်သာဘုံမှုချုပ်ချိုထွန်းအောင်ကိုတော်လိုင်းရဲဘော်တွေကရန်ကုန်မြို့ကြီးမှာဝင်ရောက်ရှင်းလင်းသွားတာလဲဆိုတာကတော့ PDF တွေရှိပါတယ်ဆိုတော့နေရာတွေကိုသွားတာတော့ကျွန်တော်တို့ PDF တွေကိုမတွေ့ရတော့ PDF တွေကဘယ်ကိုရောက်နေပြီလဲမသိဘူး PDF တွေဘယ်ကိုရောက်နေလဲဆိုတော့ PDF တွေရန်ကုန်ရောက်နေကြပြီတဲ့ကွာ ဘယ်လိုရောက်နေပြီလဲမသိဘူးဘုံကျုပ်ချိုထွန်းအောင်ကိုရန်ကုန်မြို့မရန်ကုန်မြို့နယ် A1 လမ်းကသူ့ရဲ့အိမ်ရှိမှာပဲမေလ22ရက်နေ့မနက်ပိုင်းမှာတနက်နဲ့ပြစ်ခတ်ခဲ့တယ်လို့ Grand Valley Warrior အဖွဲ့ကထုတ်ပြန်ပါတယ်။လုံခြုံရေးတင်းကျပ်ထားတဲ့ကြားကဘုံမှုကျုပ်ချိုထွန်းအောင်ကိုကြည်လေးချက်နဲ့ပြစ်ခတ်ခဲ့ပြီး က်သတင်းပုံအနေနဲ့ကတော့ KAI ကဖျက်ဆီးခဲ့တဲ့ရဲရင်နဲ့ပတ်သက်ပြီးတော့ဘောမရက်ွက်တရက်ကတုန်းကနေပြီးဒါဟာပြက်ကြတာပါလုံးဝဖျက်ဆီးခဲ့တာမဟုတ်ပါဘူးသူတို့ရဲ့တချို့ကောင်တွေဆိုပြောပါသေးရဲ့သူတို့ရဲ့ဘုံကြီးကနေပြီးတော့လေရင်မှုကြီးကနေပြီးတော့သူ့အတက်ကိုရင်းပြီးတော့လေရင်ပြန်တဲ့အခြားနေရာကိုဝင်တိုက်မှာစိုးလို့ရေကြီးရောက်ကိုခေါင်းဆိုင်သွားတာပါဆိုတာလည်းပါပါသေးတယ်ဗျဘောမတွေကတော့အိတ်ချင်မှုလို့နဲ့အိမ်မက်ထဲမှာသူတို့ဖြစ်နေတာကြီးပြောနေတဲ့သဘောပါပဲ ကဲဘာပြောကချင်ပြည်နယ်ဗမော်မြို့ကအချမ်းပတ်စစ်တရဲ့စကကနှိတိတွင်ကိုစစ်ကူလာပို့တဲ့ MI70 တစည်းကိုဒရုန်းနဲ့ဝင်တိုက်ပြီးဖျက်ဆီးလိုက်တဲ့ဗီဒီယိုကို KIA ကနေပြီးတော့ထုတ်ပြန်လိုက်ပြီးဖြစ်ပါတယ်။ဘောမာတွေဓပုံပြပါစလို့ဓပုံနဲ့ပိုကောင်းတဲ့ဗီဒီယိုထုတ်ပြလိုက်တဲ့ဖြစ်ပါတယ်။အချမ်းပတ်စစ်ကောင်စီဟာ MI70 ကိုစက်ချိုရင်းမှုကြောင့်ပြတ်ကျသွားတာလို့လိန်လန်သတင်းထုတ်ပြန်နေကြမှာပဲ။အခုရုပ်တံဖိုင်ကိုအချိန်နဲ့တပြေးညီထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။မှတ်ပြန်ဗီဒီယိုထဲမှာတော့ဒရုန်းက MI70 ရဲ့ main rotor တက်တဲ့ကိုဝင်တိုက်သွားတာကိုတွေ့မြင်မှာဖြစ်ပါတယ်။ရဟင်ပြတ်ကျတော့စစ်ကောင်စီကသတင်းနိုင်ထုတ် ။ PNE ကဘာနဲ့ပြစ်လိုက်တာလဲဆိုတော့ဘသူကမှတိကျရမပြောနိုင်သေးတဲ့ရဟင်ပြစ်ကြရတဲ့အကြောင်းရင်းကိုဒီဗီဒီယိုကဖြည့်ရှင်းပြလိုက်ပါပဲ။ယင်းနေ့ဒီကလေးကပြန့်နေတဲ့ဒရုန်းတွေနဲ့ဂျိုက်ကူးထားတဲ့ဗီဒီယိုတွေမှာလဲရဟင်နာမှာပောက်ကွဲမှုတွေဖြစ်တာကိုတွေ့ရလို့ PNE ပူပေါင်းဖွဲ့တွေကရဟင်တွေကိုလက်နက်ကြီးလက်နက်ငယ်စုံနဲ့ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပုံရပါတယ်။ဒီကောင်စီရဲ့လိန်စင်းတွေလုတ်ကြံဇက်တွေပြပြပြီးလို့တာတွေကတော့ဘလို့မှယုံကြည်စရာမရှိဘူးဆိုတော့ဒီဗီဒီယိုကသက်သေပြလိုက်တာပါလို့လဲတော့ဆိုထားတာသိရှိရပါတယ်။ဒုံးနဲ့ဝင်ဆောင်မယ်ကွာဆိုပြီးစဉ်းစားလိုက်တဲ့ဒုံးမောင်းသူရဲ့စိတ်ဓာတ်ကတော့တကယ်လေးစားဖို့ကောင်းပါတယ် ကိုယ်မှာရှိတာနဲ့ချမယ်ဆိုတဲ့သုံးပြချက်မျိုးပါဒုံးတစ်ခုနဲ့ရဟန်းအင်တစီလဲလိုက်တယ်ဆိုတဲ့အိပ်ပါပဲဒါမှလည်းအထဲမှာလဲပါသွားတဲ့ကောင်တွေကလည်းတပြုံတစ်ခေါင်းပေါ့ဗျာ ောက်ထပ်သတင်းမှာတော့ပဲခူးတိုင်းအုပ်ဖို့မြို့နယ်မြောက်ချောကုန်းရွာမှာစစ်မှုတန်းကြီးမပေးနိုင်တဲ့ပြည်သူများကိုစစ်တပ်ခေါ်ပြီးလိုက်လံဖမ်းဆီးမိမှုချင်းချောင်းနေတဲ့ကြေးရအုပ်ချုပ်ရေးမှူးတန်းတွင်ကိုပြစ်ခတ်တိုက်ခတ်ရမှာတော့နေရာမှာပဲပွင့်ချင်းပြီးသွားကြောင်းသိရှိရပါတယ်။ဒါကိုလည်းတရားဝတ် KM1 တရင်တပ်ဖွဲ့ငါကျိုးပင်ကောက်ဟီးရိုးပျောက်ကြားတပ်ဖွဲ့ကနေပြီးတော့ထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒါဟာမေလ20ရက်နေ့ဒီနေ့နေ့လယ်7:00နာရီကမှအုပ်ဖို့မြို့နယ်လွှတ်စင်ကြေးရမြောက်ချောကုန်းရွာမှာစစ်မှုတန်းကြီးဟုဆိုကတိန်တောင်နေငွေကျပ်3သိန်းပေးရန်တောင်းခံပြီးမပေးနိုင်တဲ့ပြည်သူများကိုစစ်တပ်ခေါ်ကာ န်းစည်းခိုက်မိဘူးချင်းချောင်နေတဲ့အုတ်ချုံရင်မှုကိုတန်းတွင်ကိုပလန်ပိုင်းမှာပြစ်ခတ်တိုက်ခိုက်ရမှာတည်ဆုံးသွားကြလို့ထုတ်ပြန်ထားပါတယ်ဆိုပါတိုက်ခတ်မှုတော့တာယဝတိခေအမှတ်တတရင်တက်ခွင့်ကကျိုးပင်ကောက်ဟီရူပြောချက်တစ်ပုတ်ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတော်လန်ရဲ့ဘုံများကတော့ထိခိုက်မရှိပြန်လဲဆုတ်ခွန်နိုင်ခဲ့ကြောင်းသိရှိရပါတယ်တော်လန်ပြည်သူတွေအတွက်ရန်ကိုပဲသတင်းကောင်းတစ်ခုဖြစ်နေတဲ့သတင်းတစ်ခုလည်းဖြစ်ပါတယ်နိုင်ငံတော်ကာကွယ်တပ်ကတော်နဲ့လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖြတ်ရေးတင် जा ပေးနေတဲ့ငိမ့်စားဗိုလ်မှူးချုပ်ချိုထွန်းအောင်ကိုသူ့ရဲ့ရန်ကုန်ကနေအိမ်မှာပဲဝင်ရောက်ပြီးတော့ပြစ်ခတ်ရှင်းလိုက်ပြီဖြစ်ကြောင်းထုတ်ပြန်ထားပါတယ် အနံပါလက်ပံကုန်းပစီကြီးဒီပရင်ကိစ္စတွေတခုမှကျွန်တော်တို့မမေ့ဘူးတရားမျှတမှုကိုမရရတဲ့နီးနဲ့ယူမယ်စောင့်နေပါဒါပဲပြောချင်ပါဆိုလေ GW တက်ဖွဲ့ဝင်တဦးကပြောသွားပါတယ်။နေသားဘုံမှုချုပ်ချွန်ထိုးအောင်ဟာယနေ့မေလ20ရက်နေ့နနက်ပိုင်းမှာရန်ကုန်မြို့မရန်ကုန်မြို့နယ် A1 လမ်းမပေါ်မှာရှိတဲ့၎င်းရဲ့နေအိမ်မှာပြစ်ခတ်ရှင်းနေခြင်းဖြစ်တယ်လို့မြို့ပြပြောက်ကြားတဲ့ဖွဲ့ကထုတ်ပြောပြောကြားပါတယ်။တနက်နဲ့၄ချက်ပြစ်ခတ်ရပြီး နေရာမှာပဲတဆုံသွားပြီးအလောင်းကိုတော့စစ်စေးရုံကိုတဆောင်သွားကြောင်းသိရှိရပါတယ်။ GPW မြို့ပြရဲဘော်ရဲဘက်တွေအားလုံးလုံခြုံပေးခဲ့ပါတယ်။ပြစ်မှတ်ကိုအချိန်ယူစောင့်ကြည့်ဒီပြူတဲ့လုပ်ငန်းစဉ်ပါဆိုရင်ဒီမရှင်တစ်ခုအတွက်အချိန်၄လလောက်ယူတတ်ရပါတယ်။ကျွန်တော်တို့ရန်သူတောက်တိုင်စနစ်တွေကိုအနည်းတကျစရင်ပြုစုပြီးထောက်လန်းနေတာလည်းရှိပါတယ်။ဒါကြပြောနိုင်တာကတော့အနံပါလက်ရကုံပစီကြီးဒီပဲ့ရင်ကိစ္စတွေတခုမှကျွန်တော်တို့မမေဘူး။တရားမျှတမှုကိုမရတဲ့နည်းနဲ့ယူမဲစောင့်နေပါ။ဒါပဲပြောချင်ပါတယ်ဆိုပြီးရတယ်။မြို့ပြကြောက်ကြတဲ့ဘက်ကပြောသွားပါတယ်။ဘူးချုပ်ချိုထွန်းအောင်ဟာ နိုင်ငံတော်ကာကွယ်ရေးတပ်ကနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရေးနဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရေးနှစ်ခုကိုတင်ကြားပေးနေတယ်ဖြစ်ပါတယ်။နိုင်ငံတော်ကာကွယ်ရေးတပ်ကတို့ NDC ကစစ်တပ်ဗိုလ်မှူးကြီးအဆင့်မှစတင်တက်ရောက်ရတဲ့စစ်တပ်ရဲ့အရေးပါတဲ့အစီအမံစစ်တင်ကြောင်းကြီးတစ်ခုဖြစ်ပါတယ်။ဗိုလ်မှူးချုပ်နှောင်းဟာ2023မှာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကကိုတိုင်ဝနကျော်ထင်ဘွက်ပေးရထားသူတွေဖြစ်ပါတယ်။ဗိုလ်မှူးချုပ်နှောင်းဟာကမ္ဘောဒီးယားနိုင်ငံတန်မတ်ဖြစ်ပါဆောင်ရွက်ခဲ့ပြီးမြန်မာပြည်ပြည်ထောင်ချိန်မှစတင်ကနေပြီးတော့ရှိနိုင်ငံတော်ကာကွယ်ရေးတပ်ကတို့ NDC မှာအကြမ်းဖက်စစ်တပ်ရရှိများကို သက်သက်တိုက်တင်ကြားပို့ချပေးနေခြင်းဖြစ်ပါတယ်။ဒီပိုကျုံ NDC မှာစတင်တယ်လို့အရေးကြီးသတင်းဆရာကလေးကကျွန်တော်တို့ဇက်တိုက်စုံစမ်းထောက်လန်းနေကြတာပါ။အဲ့တော့တိလာရတာတော်များများရှိလာတယ်။သူကမင်းရောင်လည်းဂုံနှူးဆောင်ဇက်ရတာတွေကိုပိတ်ဆုံစားပွဲတွေနဲ့အပတ်စဉ်ကောက်ရိုက်ပြင်းစကဝိုင်းနေမှာမြဲဂုံယူကြွားပါပြောဆိုလို့ရှိပါတယ်။သူစစ်မှုထမ်းစင်ခေါ်တဲ့ကိစ္စတွေမှာဓာတ်ရိုက်တိုင်တွေပေါဝင်တာမျိုးမတွေ့ရပေမဲ့စစ်မှုထမ်းအနေနဲ့သူပောင်းဝင်ငိမ့်သားစစ်သမှတ်မှုတွေကိုစူးပြီးအကြံပေးနေတာရှိပါတယ်။သူအချက်သတင်းလက်တွေကတော့သတင်းပေးတဲ့လူရဲ့လုံခြုံရေး ျွန်တော်မထုတ်ပြနိုင်တာလည်းရှိပါတယ်။သက္ကဆာရဲ့ဒေါက်တိုင်တွေလုံကြုံကြီးပြည့်နေနေနေရတဲ့သူတွေတောင်ကျွန်တော်လက်ကပြင်းမလို့ပါဘူး။ကျန်တဲ့သက္ကဆာဒေါက်တိုင်တွေပြောနေအခုဘောမနေတဲ့ကောင်တွေလည်းကျွန်တော်တို့မလုပ်ချင်လို့ကြည်နေတာပါ။ဒီကောင်တွေကတော့သူတို့ကိုမလုပ်လို့လုံနိုင်ဘူး။ခင်ကောင်းချင်းနေမှာပါ။ကျွန်တော်တို့မလုပ်ချင်သေးလို့ကြည်နေရပါ။ကျန်တဲ့သက္ကဆာဒေါက်တိုင်တွေလည်းမဲလိုက်ခံရရင်ခံနိုင်ရင်ရှိဖို့ပြင်ထားကြပါလို့ပြောချင်ပါတယ်ဆိုပြီးတော့ရုပ်ပြပျောက်ကြတဲ့ခေါကရဲဘော်တူကထုတ်ပေါ်ပြောကြားသွားပါတယ်။ တော်လိုင်းမျိုးတွေအလုံးမတူဘူးလို့ဒီရမယ်ကြောင်းရာတွေကတော့မြင်းကြံကတီတာယူမုံတို့ပြည်သူစေဖွဲ့ကိုတော်လိုင်းတက်ဖွဲ့တွေကနေပြီးတော့ drone တွေနဲ့အုံထောင်းဝုန်းနေတဲ့အချိန်မှာတီတာယူမုံတို့မှာသူတို့ရဲ့ပြည်သူစေတွေလွတ်မြောက်ဖို့အတွက်စစ်ခွေးတွေကိုလည်းကုညီတောင်းကလိန်ပြနေတဲ့ကုညီတောင်းကနဲ့ဘဝတွေပြက်နေပြီးတော့ဒီနေ့မှာပဲသူတို့နိုင်ပါပြီဆိုပြီးတော့ခြားတာဟောင်းပြီးတော့တီတာယူမုံတယောက်အနေနဲ့လည်း NUG ခေါင်းဆောင်ကိုတော့ရှာပြီးတော့မြင်းကြံမှာရှိတဲ့ NUG ခေါင်းဆောင်ကိုတော့ရှာပြီးတော့ရှင်းလင်းမယ်ဆိုပြီးတော့ပေါက်ကွဲနေတဲ့နေသားတကူကိုတွေ့ရပါတယ်အဲအားမထောင်သေးတဲ့တော်လန်မျိုးတွေအားလုံးပဲ နားထောင်ကြည့်ကြပါဦးဗျာ။ဘုံခွေးရဲ့မင်းငယ်လား။အော်ကရုံးရဲ့မင်းငယ်လား။အခုတော့ကြော်ဆူးနဲ့နှစ်ပြန်တစ်ပြန်ရိုက်မာလားဆိုတဲ့တီရာယူမွန်ကတော့ဘာဒီပေါက်ကွဲပြီးတော့တွေးကြော်နေလဲဆိုတာသိမှာဖြစ်ပါတယ်။တစ်ခါတိုင်းသုံးလုံး။ကြတဲ့ခါကျတော့ဒီစွတ်တင်ကမခံနိုင်တော့ဘူး။ဟုတ်ကဲ့ဟုတ်ကဲ့။ညောင်ညက်နေမှာစွတ်တင်ကကျုံပြီ။อืมစွတ်တင်ကျုံတော့တအားသွင်းနေရဖြစ်သွားပြီ။อืมအားသွင်းနေရဖြစ်သွားတဲ့အချိန်မှာအဲ့စွတ်တင်ကျုံပြီးတပင်းတွေကျနေတော့ကျွန်တော်နဲ့စကြောင်းနဲ့ကျွန်တော်စကြောင်းပေါ်ကတိုးနေပြီ။ဟုတ်ကဲ့ တို့နေကျွန်တော်တို့ကကျွန်တော်တို့လည်းရောက်တော့မယ်ခုခံတာလုံးဝသူတို့ကလည်းတစ်ချက်မှမပြောဘူးဒါပေမဲ့ဒီဘက်ကတော့အမြန်လာပါပဲသူတို့ပြောတာလေစိတ်ကြရတော့တော်တော်တပယ်လုံးချက်ချင်းခိုင်းနေကျွန်တော်ကလည်းဖုန်းကိုလုံးဝမချအောင်သူဖုန်းမရရင်သူ့ဆွေမျိုးဖုန်းခေါ်တယ်ညနေဖုန်းခေါ်ခေါ်ပြီးတော့လူကြီးတွေလည်းကြင်ကြတယ်လူကြီးကလည်းအကုန်လုံးတောက်လျှောက်လုပ်ပေးပါတယ်နော်အဲ့ဒီကတော့သူတို့မှဒီကအိညာသူတို့တက်တည်ကယ်သွားတာကတော့လေချောင်းပေါ့။ဟုတ်ကဲ့။ချောင်းကိုတော်တော်လေးယူတာသူတို့ကျေးဇူးတင်ရမှာကျွန်တော်တို့လည်းကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့။ဟိုလိုအပ်တယ်လို့ ချိန်ကြာကြီးတွေချိန်ကြာကြီးချိန်ကြာကြီးမှာချိန်ကြာကြီးကျွန်တော်တို့ဟိုတိကလာကိုတိုက်ပွဲတွေအများကြီးကြုံနေတယ်မရဟန်းရေအပေါ်မှာအဲ့လောက်ကြာကြီးဝဲပြီးပြီးတော့အလုပ်လုပ်နေတာကျွန်တော်မတွေ့ဘူးဟုတ်ကဲ့ပြဟုတ်နောက်ဘက်မှာတော့တော်တော်လေးဘာလို့လဲဆိုတော့ဒါတချက်ခံပြီးတိုက်နေတဲ့တိတုရှိကိုတက်မလို့ပြရလဲငါတို့တိတုရှိလုံးဝမကြားကြရဘူးတိတ်နေအကုန်လုံးပြီးတယ်ဟုတ်ကဲ့ဗျာနောက်ကျွန်တော်နင်းကြမှာကြားနေလူကြီးဆိုရင်သူကဒီကလေးတွေအတန်ကြားတော့သူတော်တော်လေးကိုစိတ်မကောင်းဘူးပြီးတော့သူတောက်လျှောက်ပြီးပြောပြတာဟုတ်ကဲ့ဗျာဟုတ်ကဲ့ ူကြောင့်ဒီကွာလည်းတောင်းလျှောက်ပြီးတယ်သူတို့ကလည်းကြီးအပြည့်ထက်ရောက်ခါနဲ့တော့တောင်းလျှောက်ခုခံဟုတ်ကဲ့အဲ့မှာဂေါဘုံကတောင်းလျှောက်ပြည့်လွားနေချိန်မှာပြီးတော့အဲ့ဒီဟိုဘုရားရှင်တောက်မှာကတ်နေတဲ့ဟာတွေလည်းဘုရားရှင်ကိုရအောင်ပြစ်တယ်တော့တဲ့တန်ဖြစ်ရောညာလောက်ကြတော့တော့ဘောင်လေးလည်းလက်ပန်းကျသွားပြီသူတို့ကဖြူလာလေသူတို့ကစိတ်ရပါလို့ဆိုဟိုတောင်းလာဒီဖြစ်ဖြစ်အင်အား25ယောက်လောက်သူတို့အင်အားရှားကြည့်ပိုင်းနဲ့လာတော့မရအောင်သူနဲ့စိတ်မှာသူတို့က ို့မှာတော့တော်တော်လေးစိတ်သက်ကြပါမယ်လို့ကျွန်တော်ထင်ဟုတ်ကဲ့အဲ့မှာတို့ဘယ်လောက်သေသွားလဲမှာအဲ့အဲ့ရွာတောင်ဟာသူ့ဟာအဲ့မှာကျွန်တော်ပြောအမကျွန်တော်တို့ပြစ်တာသိတယ်အပုံဆွဲတာအပေါ်လင်းနဲ့လည်းထိတယ်လေလင်းရဝိုင်းတော့တောက်လျှောက်ပတ်ချပြီနဲ့ကစားရောအဲ့လေကြောင်းကထိဘုံမာဒီမှာလိန်နာညာတာမဟုတ်ဘူးနော်ပြည်သူစစ်ဆိုတဲ့တက်နဲ့ကင်ထားတဲ့သူတွေကလည်း အခုလိုမျိုးပဲတက်ပုံနဲ့မထုတ်ပြနိုင်ပုံတွေလည်းမထုတ်ပြနိုင်ဗီဒီယိုမထုတ်ပြနိုင်ပဲနဲ့တကယ်ကိုပဲတက်ရိုက်လိမ့်နေတာကိုတွေ့နေတာဖြစ်ပါတယ်။ဟိုကောင်တွေကရရမယ်ထင်လို့တိုးပဲဒီအထဲမှာအကုန်တနက်ရချိန်ပြီးတော့ကြည်ရလဲအပြေနေတယ်ဆိုတော့ကြည်ရဘောကောင်တွေ50တော့နေတော့ဟုတ်။တို့ကတော့အဲ့ဒါဘယ်တော့မှတည်တယ်ပြောမှာမဟုတ်ဘူး။အခုကတော့တို့ကတည်တယ်မပြောဘူးကျွန်တော်တို့က line ပေါ်မှာ TikTok မှာကြီးနေတော့ခုနားမှာ80လုံးဒီနားမှာ10လုံးခုနားမှာ9လုံးမြင်းညာ ရွာလေးတောင်သာရွာလေးဒီအကုန်လုံးမှာအတုပါကြီးလုံနေတာသူတို့ကြိတ်ပြီးတော့ဘိုးရွာမှာ3လောင်းဒီရွာမှာ9လောင်းအခုနောက်ပိုင်းပူတော်တိတာကြီးတယ်ဒံရရနဲ့လူတွေနောက်ပိုင်းမှာအတုပါကြီးထက်နေတာပဲအဲ့တော့သူ့ဘာသူ့ဘာရာသားလေးအလုပ်ရနေတာပေါ့ဟုတ်ပါမလားသူတို့မရနိုင်ဘူးပေါ့အဲ့လိုမျိုးသူသူ့ဘာရာသားလေးအဲ့ဘက်မှာအလုပ်ရနေတာပေါ့ဟာသူ့ဘာရာသားလုံးသူတို့ကအခုချက်ပိုင်းအခုနားတော့လဲဆိုတော့သူ့ဘာရာသားလုံးလုံးမျိုးပြီးဘာကြံနေလဲမသိဘူးအဲအဲ့တော့အဲ့တော့အမကျွန်တော်တို့အမအမြင်နဲ့ရောလက်ရှိဒီတောင်းသားမြင်းကြံမလိုက်နှထိုးကြီး အဲ့ဒီတိုက်ပွဲမှာပေါ့ဒီစစ်သွေးကြွတဲ့အခြေအနေဘလို့အဆုံးသတ်လိုက်ရလဲဒီဒီတကြောမှာဒီ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 တပွဲပေါ့ဒီတပွဲမှာဒီမှာသူတို့စိတ်ကြကြခြင်းနဲ့ခြင်းဆိုင်မှာပေါ့သူတို့မှာဟိုကြည်တို့ကလည်းသူတို့ကစိတ်ယုံရှိတာမဟုတ်ဘူးလေဟုတ်ကဲ့ကြည်ကစိတ်ယုံမရှိလို့လည်းစိတ်တွေကြနေပဲထင်တယ်ကြည်ကစိတ်ယုံရှိစရာမလိုမင်းအောင်နိုင်ရှိနေတွေအကုန်ရတယ်ဟာဘာလို့လဲဆိုတော့နေတို့ကမှငါတို့ရဲ့ဖျက်သီးတကုံလုံးရှိနေတာအဲ့ဒါမင်းအောင်နိုင်ပဲစိတ်ယုံရှိရမလို့သူတို့ကကြည်နေတာကြီးကြည်နေတာအခုသူတို့ပလန်ပြန်ဆွဲနေတာပေါ့ပလန်ပြန်ဆွဲနေတာဆိုတော့ အဲသူတို့ကခရိုင်သစ်စင်ရေးဆိုပြီးတော့သစ်စင်ရေးတရက်ကြီးခေါ်ဆောင်တော့အင်းအားအလုံးရင်းဟိုဟိုဘက်ကမျက်နှာဘက်ကစကူရောမကူရောရေးတို့အားအင်းနေကအကုန်လုံးလာပြူလာမှမင်းကမှာအဲသခန်းတစ်ခုမှသူတို့ကရာသွားတယ်ဆိုတော့သူအလံမထူနိုင်ဟုတ်ကဲ့တီရာယူမှမသိရင် PDF တွေအကြောင်းတွေအကုန်သိနေရောမသိရင်တီရာယူမှ PDF တွေမရင်ငယ်ကြနေတာပဲကဲ့ဗျဟုတ်ကဲ့ဟာအလံလည်းမထူနိုင်ကျွေးလည်းမကျွေးတော့မင်းကဆိုတော့ကတ်ကိုမကတ်တော့ဘူးကတ်ကိုမကတ်ရတော့ဘူးကျွန်တော်တို့ကလည်း ကျိုတိတယ်လေကျွန်တော်မှလည်းအထောက်အပံ့များယူကျိုတိတဲ့ခါကျတော့လာဦးမကရဲဦးခုလာကလည်းကျွန်တော်ကမပြောဘူးကျွန်တော်ဆိုလည်းပုံနဲ့စိန်ခေါ်နာပဲလာရင်ရောင်းမများနဲ့လာခဲ့ကျွန်တော်ကတော့ဟိုတောင်းတာလေသူကတော့မနိုင်ရဘူးဝန်ထမ်းတွေဝင်ဖမ်းသွားတာလေဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်၁၁ယောက်လို့၁၁ယောက်လို့ပြောတယ်ဟုတ်တယ်သူတို့ရေတိုးထုတ်ပြီးပြောတာဟုတ်တယ်ဝန်ထမ်းတွေပါဆိုင်လို့အဲ့ဒါစစ်စီနေနေမှမဟုတ်ဘူးအင်းသူတို့မနိုင်မနိုင်နိုင်တာရှောက်ပတ်လို့တာ ဒီခရိုင်ဖြစ်စဉ်လေးဆိုပြီးထော်ထောင်လိုက်တဲ့နေရာမှာရလက်မှာသူတို့ကပြကြကြရမရှိခွက်ခေါက်ကြရမရှိဟုတ်ကဲ့အဲ့လိုပုံစံဖြစ်နေတဲ့အခါကျတော့ဟိုနောက်တကြောကိုသူတို့ပြန်လုပ်ဖို့ဆိုတာသူတို့တော်တော်အချိန်ယူရမှာပါအဲ့ဒီမှာကျွန်တော်တို့တော်တော်ချောင်းနေဝင်ပြီးတော့ထိုးစစ်ချင်မယ်ဆိုတော့အကောင်းဆုံးချိန်ပဲဒီချိန်ကတော့ကျွန်တော်ကျွန်တော်အမြင်ပေါ့ဒီချိန်ကြီးအကောင်းဆုံးထိုးစစ်ချင်တဲ့အချိန်ပဲဟုတ်ကဲ့ထိုးကကျောင်းဝင်နေဆိုကျွန်တော်တို့ရင်းပြန်တောင်းတာပြိတ်ဝင်ပြလိုက်လို့ ဟုတ်ကဲ့ဝင်ပလိုက်တော့အခုကျွန်တော်တို့အဖွဲ့ကြီးကိုရနေတာဟုတ်ကဲ့အဖွဲ့ကြီးကိုရနေရဲ့ပြီးတော့အခုတို့ကအခုမဲနေတာကြီးတို့ကမထိုးမပြတ်မပြတ်မပြတ်နဲ့တို့အဲဟုတ်တယ်နထိုးကိုတို့ခွာလိုက်ကတ်လိုက်လုံးနေနော်ဟုတ်တယ်မထိုးမဲနေလေကကျွန်တော်အခုရတာနဲ့တင်းရဒီဘက်နေနေမှာရှိနေကျွန်တော်တို့တောင်တာနဲ့အအဓိကတော့တောင်တာပေါ့နော်တောင်တာနဲ့မထိုးတွေကတော်လုံးနေမိမိကသကပအဖွဲ့ကြတော့သူကသူနည်းနည်းလေးကိုရတယ်သူကြတော့အဲ့လိုမျိုးရှိတယ်ဟုတ်ကဲ့ဟုတ်ကဲ့ ဲ့လိုဆိုတော့သူကတောင်းတာအဖွဲ့တော်များဒီသူမထိုးကြီးမှာသွားလုံးသားပေးတယ်ဟုတ်အဲ့တော့ဒီလောက်တော့မထိုးမှသွားလုံးတော့မထိုးယူဘယ်နည်းသူတို့ပြန်လုံးလဲဆိုတော့အချိန်ပလန်ချနေတယ်။ဟုတ်ကဲ့ပါဟုတ်။ပလန်ချနေဒီအချိန်မှာကျွန်တော်တို့တချောင်းနေဝင်နိုင်ပြီဆိုတော့ OK တယ်။အင်းတကြောလုံးရှင်းရမှာပေါ့နော်။ကျွန်တော်ကအခုဟိုဒီနန်းနေတောင်မှာကျွန်တော်တို့မခွာဘူးလေပူတိထိုင်နေကျွန်တော်လို့ဆိုတော့ဒီနန်းနေတောင်ကနေတောင်လာပြီကိုကျွန်တော်ဖောက်ချင်တယ်လေ။ဟုတ်ကဲ့ တောင်သားဘက်ကလှုပ်ရှားပြီးဖို့လည်းလိုတာပေါ့တောင်သားကနေလှုပ်လှုပ်ကျွန်တော်ကဒီကနေလှုပ်ဒီလောက်ပြန်ရှင်းရမှာတကယ်လေဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုနေသားရှိတယ်သူတို့ပြန်ပြီးငလန်ဖြူဖို့တော့တော်တော်ချိန်ယူရမယ်အခုကတော့သူတို့ဒီကပိုင်းမှာအားကျုံးမှတက်အားခဲကားသလောက်သူတို့တဲတဲ့ရေးတုံတို့ဖြစ်သွားတဲ့အနေသားမှာကျက်လေဥမောဘွားတို့တော်တော်လေးလုံးယူရမယ်ကျွန်တော်ထင်မြင်ချက်ပေါ့ဒါက အဲ့တော့ဒီဒီဘွဲမှာဒီစစ်သွေးကြောင့်အုပ်စုတွေတော်တော်ကြီးအတော့အတော့ဆုံးပေးရဆိုတဲ့သဘောပေါ့အတော့ဆုံးပေးမဲ့သူစိတ်သက်တည်ပြပြသွားရဆိုတဲ့သဘောပေါ့နော်အမဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဒီလိုတက်ကြည့်ပြဖြစ်နေတာပြောနေတယ်ကြော်စိုးတုံဖြစ်ပါတယ်တပတ်တစ်ခုတော့ကောင်းပါတယ်ဗျဒီဗီဒီယိုမှာတွေ့ရတာတစ်ခုတော့တပတ်ကနေပြီးစေးသတင်းမြစ်တွေနဲ့ဒီချိန်မှာစစ်တပ်ကဒါဝင်ပြီးတော့စစ်ကြောင်းထိုးမယ်ဆိုရင်ဘယ်လိုပုံစံဖြစ်သွားနိုင်တယ်ပြောနေတာကိုကြော်စိုးတုံကဖရဲသီးပြီးပြီး ဒီလိုမျိုး line ပေါ်ကနေပြီးတော့ဓာတ်ရိုက်လွှင့်ပြနေတော့ကျွန်တော်တို့ကပြန်လည်ဝင်ပြပြီးဖြစ်ပါတယ်ဒါကြောင့်ကြော်လိုင်းကြက်တီနေလည်းအထူးပဲယူပြဖို့လိုအပ်ကြောင်းဒီနေ့ပြောချင်ပါတယ်တကယ်တော့ကြော်စိုးကလည်းဖရဲသီးတကောင်ဖြစ်ပြီးတော့မင်းအောင်နဲ့ဖရဲသီးကြီးရဲ့တပည့်လည်းဖြစ်ကောင်းဖြစ်နေပါပါဝင်လဲဒါသူတို့တန်ရာရတာတွေလည်းများတော့အခုရှိကူးနဲ့အပိုင်းသူတို့လုပ်နေကြတာလေဟုတ်ကဲ့အဲဒီမှာခရိုင်ချစ်ချင်ရေးဆိုပြီးလာထိုင်တာကျွန်တော်တို့မြန်ကျန်မျိုးအရင်ဟို2020ယူကောက်ပွဲကလွတ်တော်ကိုယ်စားလေလေဟုတ်ကဲ့ ဒီကရခံတဲ့သူကဟောဒီလိုတော့ကအောက်အောက်လို့လက်ပေါ့သူကလည်းဆုံးဆောင်လာဒီ energy ခုလက်ရှိသူကဒီကျွာဘက်မှာရှိရလေဟုတ်ကဲ့ကျွာဘက်မှာရှိရအဲ့လိုမသေးသေးဘူးပေါ့အဲ့လိုမသေးသေးဘူးပေါ့ဟုတ်လားမသေးသေးမသေးသေးသူကြံတယ်သူသူမင်းကြံတယ်သူမင်းကြံတယ်အဲ့ဒီအဲ့ဒီခေါင်းဆောင်အမလည်းအမလည်းဆက်နေရှင်းပါလားအမမရှင်းဘူးလားအဲ့ဒီခေါင်းဆောင်ဟွန်းဘလို့ဘလို့ပါအဲ့ဒီအဲ့ဒီအဲ့ဒီစစ်သွေးကြောင်ခေါင်းဆောင်အမလည်းဆက်နေအမလည်းဆက်နေမရှင်းဘူးလားလို့အာရှင်းနေတာပေါ့ ။ဘာလို့လဲဆိုသူတို့ကဒီငင်းငယ်မှာရှိနေကျွန်တော်လူငယ်လူတွေတည်စီအောင်လုပ်တဲ့ပထမဆုံးသူတို့ကနံပါတ်1ခေါင်းဆောင်ပဲလေ။ဟုတ်ကဲ့။နံပါတ်1ခေါင်းဆောင်ဒီလူငယ်လူတွေတည်တဲ့အတွက်အပြည့်ရှိတော့ဒီလူပဲလေ။ဟုတ်ကဲ့။အခုချိန်လေသူတို့ကဒီတိုက်ပွဲကြီးပေါ်ဆောင်တာကြီးရွာမာကြီးသူတို့အမိတ်ကြီးနဲ့ခရိုင်စစ်ကြီးခရိုင်ရညွှန်ကြားချက်ဆိုပြီးဆန်းနဲ့ကြီးရဲ့လောက်တဲ့တက်တဲ့ဖြစ်တယ်ဆိုတော့ကသူကမိန်ပေါ် ်ဟုတ်ကဲ့ဗျအဓိကအဓိကမိတ်တရခံတဲ့သူကအဲ့တော့ဗျာကျွန်တော်တို့ကဖြစ်နိုင်တော့ကျွန်တော်လည်းလည်းတော့တတ်ချင်တာပေါ့ဟုတ်ကဲ့ဗျာဟုတ်အဲ့တော့ကျွန်တော်တို့ကဒီဒီနှစ်ထိုးကြီးတောင်းတာမြင်းချံမလိုက်တဲ့အခုကကျွန်တော်တို့တက်ဖို့ကဒီအကြမ်းဖက်တွေကိုအများကြီးရှင်းလင်းနိုင်ငယ်ဆိုတော့ဒီရလက်ပေါ့နော်နောက်ဆုံးဒီလိုမျိုးပြောနိုင်မလားမအေးလုံးတွေ့တဲ့အတိုင်းပါပဲဒီလိုပါပဲရှင်းပြန်ရှင်းမယ်ရှင်းမယ်ဆိုပြီးတော့ပဲပြောတဲ့ကောင်းနေပဲနောက်ဆုံးတော့လည်းအရှင်းခံလိုက်ရတာအလုံးသိမှဖြစ်ပါတယ်